အီရန်ရဲ့နျူကလ িয়ার ဂျုံတီကိုတိုက်ခိုက်တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအမေရိကန်ကာကွယ်ဝင်ကြီးပတ်ဟတ်ဆန်နဲ့အမေရိကန်စစ်တပ်ပူးတွဲညှိနှိုင်းကုတ်ကဲရေးမှုဗိုလ်ချုပ်ကြီးဒန်ကင်းတို့တရင်စာရှင်းလင်းပွဲကိုပင်တဂွန်စစ်ချုပ်ခါမှာပြီးခဲ့တဲ့မနစ်ပိုင်းကမှပြုလုပ်သွားပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ပြက်လို့ပစ်စည်းထီအောင်ကျွန်တော်တို့လုံနိုင်ခဲ့ပြီမယ်။ဒီစစ်စင်ရေးဟာအီရန်တပ်ဖြည့်တီဒါမှမဟုတ်လူမှုကိုပြစ်မှတ်ထားတာမဟုတ်ပါဘူးလို့သူကဖြည့်ဆွတ်ပြောပါတယ်။ အခုဆက်စင်ရေးဟာဘယ်ရွန်ကမှအီရန်ကအုတ်ဆိုးတာအာနာရှင်အစုပြောင်းလဲရေးအသက်မရည်ရွယ်ပါဘူးလို့လဲသူကဆိုပါတယ်။ဆက်စင်ရေးအကြောင်းအသေးစိတ်ပြောရမှာတော့ဂိန်းကဘုံကျဲလီယင်ဒီဟာအမေရိကန်ကနေပြန်တက်သွားတာဖြစ်ပြီးတချို့လီယင်တွေကိုတော့ပစိဖစ်သမုဒ္ဒရာထဲမှာတီချက်အနေနဲ့အသုံးပြုခဲ့တာရှိရဲ့လို့ပြောပါတယ်။ဖြစ်မှတတိကျကျချိန်ရွယ်တဲ့လက်နက်85ခုကိုတုံးခဲ့ပြီးအဲ့ဒီထဲမှာဘန်ကာဖြတ်စစ်လူခေါ်တဲ့ MOB မော့ဘုံစလီလုံးပါဝင်တယ်လို့ဆိုပါတယ်။ အဲ့ဒီစစ်စင်ရေးအသွင်းအမေရိကန်ကနေပြစ်ခတ်တာနေမလို့ခဲ့ပဲအခုတော့အဲ့ဒီဘုံကျဲလေရင်တွေဟာအမေရိကန်ကိုပြန်လဲပြန်တန်းလာပြီလို့ဆိုပါတယ်အမေရိကန်အနေနဲ့သူလုတ်ခဲ့တဲ့အခုစစ်စင်ရေးမှာအီရန်မှာဖြစ်နေတဲ့အပြက်အစီးအတိုင်းအတာကိုတည်အောင်လုပ်နေသုံးလို့သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်သမ္မတထရန့်ကတော့အီရန်နျူကလ িয়ার အဆောင်အုပ်တွေကိုအစာတုံးဖျောက်လိုက်နိုင်ပြီလို့အစောပိုင်းတွေကနေပြောထားတာကြောင့်ထရန့်အပြောနဲ့သတင်းစာရှင်းလင်းပွဲကအခြေအနေကြားမှာစစ်စင်ရေးထေအောင်မြင်လားဆိုတဲ့မေးခွန်းထွက်လာတယ်လို့ ဝါရှင်တန်ဒီစီကနေတရင်ရယူနေတဲ့နောက်အမေရိကန်ဆိုင်ရာတရင်ထောက်ချုပ်ဂယ်ရီကိုဒိုနဲ့ဟုကပြောပါတယ်။အီရန်ကိုအမေရိကန်တဲထိတ်မှုကအီရန်စန်ဒော်ဂျိန်တနင်္ဂနွေနေ့မနက်3:20မိနစ်မြန်မာစန်ဒော်ဂျိန်မနက်6:20မိနစ်မှာစတင်ပါတယ်။အီရန်နိုင်ငံရဲ့ဖော်ရိုနာတန့်စ်နဲ့အဖာဟန်ဆိုတဲ့နျူကလ িয়ার နေရာလေးကိုအမေရိကန်ကတိုက်ထိုက်ထည့်တယ်လို့ဒေါ်နယ်ထရမ့်ထုတ်ပြောပါတယ်။ မြန်မာစံတော်ချိန်မနက်9:00ခန်းခွဲခန့်နျူကလ িয়ার နေရာတုံခုတိုက်ထိုက်ခံရတဲ့အကြောင်းအီရန်ဘက်ကတရားဝင်အတည်ပြုပါတယ်။မြန်မာစံတော်ချိန်မနက်8:33မိနစ်တမနာထရမ်နဲ့အမေရိကန်တို့ကဒီအသက်အများကြီးစ조사အထုတ်ခဲ့တယ်လို့အစ္စရေးဝန်ကြီးချုပ်ပင်ဂျာမင်နေတန်ညာဟုကစာထုတ်ပါတယ်။မြန်မာစံတော်ချိန်မနက်8:24မိနစ်ကုလသမဂ္ဂအထွေထွေအတွင်းအမိချုပ်ဂူတာရစ်ကအမေရိကန်ရဲ့လုံဆောင်မှုဟာအန်ဒီအမ်များ၏ပဋိပက္ခချစ်စေတယ်လို့ရဲ့လို့ပြောပါတယ်။ မြန်မာစံတော်ချိန်မနက်8:30မိနစ်ဒေါ်နယ်ထရန့်ကတော့နိုင်ငံအတွက်မင်ခွန်ပြောတော်မှာအခုငင်းချမ်းအေးစကားပြောမလားဒါမှမဟုတ်ပိုကြီးတဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်မလားဆိုပြီးအီရန်ကိုတတိပေးစကားထည့်ပြောပါတယ်မြန်မာစံတော်ချိန်မနက်7:00အီရန်ဘက်ကတိုက်ခိုက်မှုအသစ်စတင်လာပြီးတော့အစ္စရေးကပြောလာပါတယ်မြန်မာစံတော်ချိန်မနက်7:00ခွဲခန့်တိုက်ခိုက်မှုအပြီးအီရန်ရဲ့နျူကလ িয়ার နေရာတွေမှာ တက်ရောက်ခြင်းရိုးစိမ့်မှုကြောင့်ဖြစ်တဲ့ဓာတ်တင်မှုနှုန်းမြင့်လာတာမတွေ့ရဘူးလို့ကုလသမဂ္ဂရဲ့နျူကလ িয়ার စောင့်ကြည့်အဖွဲ့ဖြစ်တဲ့နိုင်ငံသားအနုမျိုးစွာအေဂျင်စီ IAEA ကပြောပါရယ်မြန်မာစံတော်ချိန်မနက်7:00နာရီ10မိနစ်အီရန်အနောက်ပိုင်းမှာရှိတဲ့စစ်ရေးပြစ်မှတ်တွေကိုဦးတည်တိုက်ခိုက်တဲ့အစ္စရေးလတပ်အဖွဲ့တိုက်ခိုက်မှုလွှမ်းအသစ်စတင်လိုက်ပြီလို့အစ္စရေးတပ်မတော်ကထုတ်ပြောလာပါရယ်